မင်္ဂလာပါခင်ဗျာအခုကျွန်တော်တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဥက္ကဋ္ဌလည်းဖြစ်ကရင်နီဂျာကာလစီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ခွန်ပီတူဖြစ်ပါတယ်ခွန်ပီတူမင်္ဂလာပါဟုတ်မင်္ဂလာပါကိုချကဟုတ်ကဲ့အခုပထမမေးချင်တာကတော့ဒီ IEC ကနေပြီးတော့ဒီငလင်နဲ့ပတ်သက်ပြီးတော့ စိုးရင်ကျက်ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ထဲကအချက်တချို့ကောက်နှုတ်ပြီးတော့မေးချင်တာပေါ့နော်ပထမဆုံးကတော့ဒီစိုးရင်ချက်ကိုထုတ်ပြန်တယ်ဒီစိုးရင်ချက်ထဲမှာလားဒီဒီငလင်းကြောင့်ခူလုံကျင်တဲ့သူတွေငလင်းအန်ဒီယာကနေခူလုံကျင်တဲ့သူတွေကိုလက်ခံမယ်လားအကူအညီတွေပေးမယ်ဆိုပြီးတော့ဒီထုတ်ပြန်ချက်ထဲမှာထည့်ပြောထားတွေ့ရပါတယ်ဘာလို့လဲဆိုတော့ဒီ Greenie ပြည်ကလည်းစစ်စင်ရေးတွေလားစစ်ဆောင်တွေအများကြီးနဲ့ ရှိနေတဲ့နေရာဖြစ်တဲ့ခါကျတော့ဒီလိုငလင်ဘေးကိုပါထပ်ပြီးတော့ကုညီမယ်ဆိုရင်ဟုတ်လားဟိုဒီဟာကလက်တော့အချင်းနေရာ လွယ်ကူပါမလားဟိုဒါကိုအရင်ဆုံးဖြေပေးစေချင်ပါဟုတ်အမ်ပရမဆုံးပေါ့နော်ဒီရက်ပိုင်းမှာငလင်တွေတနိုင်ငံလုံးအနံ့ပေါ့နော်ဒါကြီးမှာဆိုတော့လောက်ခနေပြီးမှအခုထိပေါ့နော်ဆက်မပြလုံနေတယ်အဲ့ဒီတွေ့လေအခုခမန်းထားတဲ့လူကြီးရေပေါ့နော်တထောင်ကျော်ဒါကလေးလူကြီး တဘာသာပေါင်းစုံလူမျိုးပေါင်းစုံပေါ့နော်ဒါဒီကျပြည့်စည်ရတယ်ဒါအိမ်ဒီပြည့်ရတဲ့ပုံမှာလမ်းတွေပြည့်ရတဲ့ပုံမှာကျွန်တော်တို့ပြတ်မဆုံးစိတ်မကောင်းဘူးပေါ့နော်ဒါကပြည်သူတွေရဲ့ဒုက္ခကိုကျွန်တော်တို့အလုံးမတော်ဝင်ရှိတဲ့ပုံမှာပေါ့နော်ဒီလေးလေးနက်နက်လေးပြောလိုပါတယ်ဒီအချိန်တွေကနေအမြန်ဆုံးလူမျိုးနိုင်ဖို့အတွက်ကျွန်တော်တို့လည်းဆုတောင်းပေးနေပြီးမှပေါ့နော်လုံနိုင်တဲ့ဟာတွေအလုံးကိုလုတ်သွားဖို့အတွက်ကျွန်တော်တို့ဟိုစစ်စစ်နေကြပါတယ်ဆိုတာကိုပေါ့နော်အရင်ဆုံးပြောပြလိုပါတယ်ပေါ့နော် အမေခွန်းကိုပဲအရင်ဆုံးကြီးမဖြစ်ရရင်တော့ကျွန်တော်ဂရနီပြီကတော့ဟုတ်တယ်စစ်ဘေးစစ်တမ်းတွေရှိတံပေမဲ့ဒီဘက်မှာတော့ခုံလုံလို့ရတဲ့နေရာတွေရှိတယ်ပေါ့နော်သူတစ်ဖြစ်ဒီဂရနီပြီမှာကလူကြီးနေတဲ့အတွက်နေမြေဧရိယာကျပြန့်တဲ့အခြေအနေတွေရှိတယ်။နောက်ထိုင်းနဲ့နေဆနဲ့ပေါ့နော်ဒါရှိနေတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်အကယ်၍များပေါ့နော်ဒါငလင်ကြောင့်မလို့ပေါ့နော်ဝေးရင်ပြည့်စည်သွားတယ်နေဖို့နေရာတွေမရှိတော့ဘူးပေါ့နော်နောက်ထပ်အဲတိုင်းပြည်ရဲ့အခက်အခဲကလည်းလူမှုစီးပွားရေးကလည်းနေရာတိုင်းမှာခက်ခဲဖြစ်တဲ့အတွက်ဂရနီပြီကို လာပြီးမှပေါ့နော်ဒါဒီအာချစ်ပြောင်းနေထိုင်မယ်အာလောက်ကန်စားတော့မယ်ပေါ့နော်ဒီအနေဆုံးတော့ပေါ့နော်ဒါရာမြေတွေရှိတဲ့ပုံမှာအာကျွန်တော်တို့ဟိုဒါပရမဆုံးပေါ့နော်ဒါတွေးမိတဲ့အတွက်ပေါ့နော်ဒါကိုဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်အာဒီဟာမကပါဘူးပေါ့နော်ကျွန်တော်တို့ဒုတိယတစ်ခုကတော့ဒီရက်ပိုင်းမှာကျွန်တော်တို့ NUG နဲ့ပြောပြီးမှအာမန္တလေးနဲ့စကိုင်းပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့အာအုတ်ချွေးရံပုံငွေတဲကနေပြီးမှပေါ့နော်တိန်းထောင်လောက်ကိုကျွန်တော်တို့တက်ဆိုင်ရာဟိုငလင်ပေးထန်ခံရတဲ့လူသူတွေစီကိုကျွန်တော်တို့ပို့ပေးနိုင်ဖို့လုပ်ပါ နေပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လုပ်နိုင်တဲ့လောက်အားကိုလုပ်ချင်းဖြစ်ပါတယ်အဲ့တော့အာလူထုတွေအားလုံးမှာပေါ့နော်နေရာတစ်ခုရှိရမယ်ဒါကဒီနိုင်ငံမှာဘယ်ဒေတာဘယ်နေရာမှာဆိုပေါ့နော်ကျွန်တော်တို့ပြည်သူလူထုတွေလာရောက်နေထိုင်နေဖို့အတွက်ကိုလူလူလာနေပေါ့နော်ဖိတ်ခေါ်လိုက်ချင်းလည်းဖြစ်ပါတယ်ဗျဟုတ်ဆိုတော့ခုနပြောသလိုပေါ့နော်ကိုကူရန်လည်းဒီဟိုဒီစစ်ဆောင်တွေကိုအများကြီးပေါ့နော်ထမ်းပိုးထားရတဲ့အခြေအနေမှာခုနလိုငလင်း ရှောင်လာမဲ့သူတွေပေါ့နော်အန်ဒီယန်ကြုံလာလို့ခိုးလုံကျင်တဲ့လူတွေကိုကုညီပေးမယ်ဆိုတဲ့အခြေအနေရောလက်တွေ့မှာတကယ်ပဲဖြစ်နိုင်သလားနံပါတ်3ကတော့ကျွန်တော်တို့ဒီအာလတ်လောလေးပေါ့နော်လူသူတွေအားလုံးကတော့ချက်ချင်းလက်ရင်းထွက်လာဖို့မဖြစ်နိုင်သေးပေါ့နော်ဒါတော့တေချာတာတော့အာနာယီတွေမိသားစုကိစ္စတွေပေါ့နော်အခုဖြစ်ကြုံနေရတဲ့ဒုက္ခတွေအားလုံးကနေလွတ်မြောက်ဖို့အတွက်လူတွေတယ်ငလင်ကလည်းဆက်ပြီးမှလုံနေသေးတဲ့အတွက်ပေါ့နော်ဒီငလင် နောက်ဆက်တွဲဘေးအန္တရာယ်ကိုကျွန်တော်တို့ရှောင်ရှားနိုင်ဖို့ကြိုတည်တည်ရှိဖို့ကလည်းအင်မတန်လိုအပ်သေးတယ်ပေါ့နော်။အပြေးရာရင်တော့ဒုတိယခက်ခဲကတော့ထွက်လာခဲ့ရင်ပေါ့နော်။ဒါဂရင်းနီဗျူထွက်လာတဲ့လမ်းကြောင်းလျှောက်မှလည်းစစ်ကောင်စီဘက်ကတားမြစ်တာတွေနော်ဒီရှာဖွေတာတွေဖမ်းဆီးတာတွေလည်းရှိနိုင်တယ်ပေါ့နော်။ဒါတွေအလုံးကလည်းအခက်ခဲကိုစီရှိကြနိုင်တယ်ပေါ့နော်။အဲဒါပေမဲ့ကျွန်တော်တို့ဖက်မှာကတော့ဒီခုနပြောသလိုပေါ့နော်နေနေသားနေဆနေသားကဒါကျွန်တော်တို့ဟို ဘာလဲဖိတ်ခေါ်လို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ဖိတ်ခေါ်တာဖြစ်တယ်လို့ပေါ့နော်ဂရီနီပြည်မှာကလည်းဒါပြီးခဲ့တဲ့စစ်ပွဲ၃နှစ်တာမှာပေါ့နော်ကျွန်တော်တို့ရဲ့စာနာရေးခါကိုကျွန်တော်အရန်ဆိုရင်ခဲ့တယ်အခုချိန်မှာတော့ကျွန်တော်တို့ပြည်နယ်အတွင်းမှာပေါ့နော်ဒါစာနာရေးခါရဖူလုံလာတဲ့အနေအထားမျိုးတွေလည်းရှိလာတယ်ပေါ့နော်ဆိုတော့ဒါအပြင်နေဆကနေတဲ့အတွက်ပေါ့နော်အကယ်၍များနိုင်ငံတကာတင်းဖွဲ့ကနေပြီးမှပေါ့နော်ဒါလူလူလာနေဆကူပြပြီးမှအာကျွန်တော်တို့ခရီးပြည်ပြည်မှာပြည်ထဲဝင်သွားခဲ့ရင်ပေါ့နော်နေဆဆုံအကူအညီရနိုင်တဲ့အတွက်ပေါ့မှာကျွန်တော်မြင်အောင်ပြည်မှာပြောတာဖြစ်ပါတယ် ဒါပေမဲ့လည်းဒါလတ်တလောလေးမှာတော့ကျွန်တော်တိုက်ပွဲတွေကတော့ရှိနေတယ်ပေါ့နော်စစ်ကောင်စီဘက်ကထိုးစစ်တွေရှိနေတယ်အာမိုးပြဲဖက်မှာလွယ်ကောဖက်မှာပေါ့နော်ဒါစစ်ကောင်စီလမ်းပိုင်းတွေထိန်းချုပ်နိုင်ဖို့အတွက်ကိုတိုက်ပွဲတွေကြီးကြပ်ဖြစ်နေတဲ့အတွက်ပေါ့နော်ဒါဟိုရတန်းရတန်းပေါ့နော်လေယုံကြရတွေအာထိုးစစ်တွေကိုကျွန်တော်တို့ခံစစ်တိုက်နေရတာတွေရှိတယ်လို့ကျွန်တော်ဘက်ကလည်းတချို့သုံးနေရတွေမှာပေါ့နော်တိုက်ပွဲတွေပြန်လုပ်နေတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒါကတော့ဖြစ်စဉ်အမှန်ပေါ့နော်ဖြစ်စဉ်အမှန်ဖြစ်တယ်ဒါပေမဲ့လူထုတွေဘက်ကတော့ရွေးချယ်စရာရှိနိုင်တယ် အာရွေးချယ်လို့ရအောင်လဲပေါ့နော်ကျွန်တော်တို့ဘက်ကအာဒါပူပွင့်လင်းဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်ဗျာအခုကတော့ဒီငလင်းနဲ့ပတ်သက်ပြီးတော့လာဒီနိုင်ငံတကာကနေပြီးတော့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးမယ်ဆိုပြီးတော့ပြောလာကြတယ်ကန့်လန့်လာကြတယ်ပေးနေတဲ့ဟာတွေလည်းရှိနေပြီပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ခုနဒီ INC ရဲ့ညင်ညာချက်ထဲမှာလည်းဖော်ပြထားတာတွေ့ရတယ်ဒီလူသားချင်းစာနာတဲ့ထောက်ထားတွေပေးတဲ့အခါမှာတကယ်လိုအပ်နေတဲ့ တကယ်ခံစားနေရတဲ့ပြည်သူတွေရဲ့လက်ထဲကိုတိုက်ရိုက်ရောက်ရှိရင်းနဲ့လားမြေပြင်မှာရှိနေတဲ့ကုညီကယ်ဆယ်ရေးလူမှုအသင်းအဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံပြီးတော့အကူအညီတွေပေးဖို့ဆိုတဲ့ကိစ္စကိုတတိပေးထားတာတွေ့ရတယ်။ဘာကြောင့်အဲ့ချက်ကိုထည့်ပြီးတတိပေးထားတာလဲ။ဟုတ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံပေါ့နော်ဒါစစ်အာဏာရှင်အာဏာသိမ်းတဲ့ချိန်တိုင်းမှာဒီနိုင်ငံတကာအကူအညီတွေကိုစစ်ကောင်စီကယူလေးရှိတယ်ပေါ့နော်။ဥပမာစနာကီတုံးကဆိုရင် ဒါဥဒန်ရွှေလက်ထဲမှာဆိုရင်ဒီနာကိအလူငွေတွေကိုခြားနေရာမှာရောင်းတာတို့တုံးလိုက်တာတို့ပေါ့နော်ဒါရှိခဲ့တယ်လို့ပဲအခုအကူအညီတွေပေးတဲ့ချိန်မျိုးမှာလည်းပေါ့နော်ဒါစစ်ကောင်စီဘက်ကစီပွားရေးချုပ်ချုံကြနေတဲ့သူတို့ရဲဘော်တွေပေါ့နော်အခြားသောကိစ္စတွေမှာပေါ့နော်တော်တော်လေးတုံးတဲ့နေရာမှာတော့တုံးပြီးမှလူထုဖြစ်နေတဲ့ဟာမျိုးဖြစ်ခဲ့ရင်တော့နိုင်ငံတကာရဲ့ အကူအညီတွေကပေါ့နော်ဒီပြည်သူတွေစီအထိခိုက်နေတဲ့လူထုတွေစီကိုရောက်တာမျိုးမဟုတ်ဘဲနဲ့ဆက်အနာရှင်ရဲ့တလွဲအုံပြုနေတဲ့အခြေအနေမျိုးရောက်မှာကိုကျွန်တော်တို့ဆိုရင်လည်းဒါကိုတော့ဒါနိုင်ငံတကာဖက်ကလည်းစုံတရာတော့တိပိတာဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုရောက်အောင်သွားနိုင်ဖို့ကျွန်တော်တို့ဖိတ်ခေါ်ခြင်းနဲ့ဒီလိုတက်ကူလဲပေါ့နော်အဒါ energy ဖက်ကလည်းထုတ်ပြန်ထားတာရှိတယ်အာနပအတွင်းပေါ့နော်ဒါပြည်ရာတွေထိုးစစ်တိုက်ရာတွေကိုရပြီးမှအာဒီ ကလင်ဘေးကြောင့်လို့ဒုက္ခရောက်တဲ့ပြည်သူတွေကိုကူညီဖို့ပေါ့နော်ပြည်တော်နိုင်ငံတကာတင်းဖွဲ့တွေလာခဲ့ရင်လည်းပေါ့နော်ကျွန်တော်တို့အင်အားစုတွေဖက်ကနေပြီးမှပေါ့နော်ခွင့်ပြုပေးဖို့ကူညီပေးဖို့ပေါ့နော်ဒါတွေပါထားတယ်ဆိုတော့ဒါတွေကိုပြောချင်းအဖြစ်ကကျွန်တော်တို့ဘာလို့ဆိုလိုရလဲဆိုတော့ဒီအလူတွေအားလုံးကပေါ့နော်လူထုတွေစီကိုမမကကန်နဲ့မြ мян ဆန်ရောက်နိုင်ဖို့ဖြစ်တယ်အပြီးရင်တော့ဒါကိုကျွန်တော်တို့အကျိုးရှိနေပေါ့နော်တကယ်တုံးပြီးမှပေါ့နော်လူထုတွေကအမြန်ဆုံးတက်တာချောင်ချီပြီးမှ ပြန်လဲပြီးမှပေါ့နော်ဒီလူမှုဘဝပြန်လည်ရှင်းတာနိုင်ဖို့အတွက်လိုလာခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကိုတော့ကျွန်တော်တို့လေးလေးနဲ့ထုတ်ပြန်တယ်ပြီးတော့ကျွန်တော်တို့ဒီအတွက်လည်းပူပေါင်းဆောင်ရွက်ဖို့လည်းအစစ်သဖြစ်ပါတယ်ဗျာဟုတ်တတိပေးချက်ထဲမှာဟလာဒီစစ်ကောင်စီကဒီငလင်ကိုအကြောင်းပြပြီးတော့ပေါ့နော်ဒီငလင်ဘေးကိုအကြောင်းပြပြီးတော့ဖိနှိပ်ချုပ်ချယ်ကန့်သက်မှုတွေလှုပ်လာနိုင်တယ်တရားတတိသူတတိထားကြဖို့ဆိုတဲ့အချက်ကိုလည်းထည့်ပြောထားတာတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးရှင်းပြလို့ရမယ်။ ဟုတ်တာမအဖြစ်တော့စစ်ကောင်စီအခုလဲပေါ့နော်နိုင်ငံတကာကူညီဖိတ်နေတယ်။နောက်ဒီသွားခွင့်တွေလည်းပေးနေတဲ့ပုံမှာပေါ့နော်ဒါကတော့အာကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့တစ်ဖက်မှာစစ်ကောင်စီဘက်ကဒီတပ်သားတိတွေစုဆောင်းနေတယ်။လူတိတွေကိုအတင်းအကျပ်ဖမ်းနေတာရှိတယ်။ဆိုတော့ဒီလိုအကူအညီတွေလာယူရင်းနဲ့နော်ဒီလူငယ်မောင်မယ်တွေပေါ့များစွာကိုပေါ့နော်ဖမ်းဆီးပြီးမှတပ်သားစုဆောင်းတဲ့ကိစ္စတွေမျိုးတွေဖြစ်ခဲ့ရင်တော့ အာဒါပြည်သူတွေဖက်ကပဲပေါ့နော်အကျိုးရုပ်လည်းဖြစ်ရယ်ပေါ့နော်ကျွန်တော်တို့နောက်တစ်ခုကတော့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေပေါ့နော်ဒါခုနပြောတဲ့အာစုံတရာတော့ဟိုဒီအကူအညီပေးနေတဲ့တင်ဖွဲ့တွေကိုဖန်စီတာတွေနော်မဟုတ်သေးဘူးပေါ့နော်ဒါဒီပြန်ပြဆွဲလိုက်တာတွေပေါ့နော်စစ်ကောင်စီလက်ထက်မှာပဲလှုပ်သွားနိုင်တယ်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ကိုအပြစ်ပုံချနိုင်တယ်နော်ခုနပြောတဲ့ဒီအာလူမျိုးရေးဘာသာရေးတွေကြားတယ်မှာပေါ့နော်ထိခိုးရေးလှုပ်ပြီးမှခုနပြောတဲ့ဒီအာအပြစ်ပုံချတဲ့ဟာတွေပေါ့နော်ဒါအများကြီးဖြစ်သွားနိုင်တယ်ဆိုတော့ လူတိုင်းမှာပေါ့နော်အခက်ခဲဆုံးအသက်ဘေးကနေလူမြောက်ဖို့အတွက်လှုပ်ရခြင်းမျိုးမှာခုနပြောတဲ့ဘာသာရေးလူမျိုးရေးပေါ့နော်တောင်ဒီနိုင်ငံရေးလှုပ်ရှားမှုမျိုးတွေဖြစ်လာခဲ့ရင်ကျွန်တော်တို့တွေအားလုံးကပေါ့နော်ဒါအာခုနပြောဇာရှုပ်ရေးထဲကိုပေါ့နော်ပိုရောက်သွားမှာဖြစ်တယ်ဆိုတော့ဒီဟာတွေကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးကိစ္စတွေမှာဘာသာရေးမိုင်းတိုက်တဲ့ကိစ္စတွေမှာပေါ့နော်အများအားလှုပ်လေးရှိတယ်ဆိုတော့ကျွန်တော်တို့ဒါကိုပေါ့နော်ကြိုကြိုတင်တွက်ဆပြီးမှပေါ့နော်ကြော်လောင်းနိုင်ဖို့ကျွန်တော်တို့ဘက်ကပေါ့နော်ဒါ အာတတိနဲ့ပေါ့နော်တုတ်ပြန်ကြဖို့လောစောက်ကြည့်ကြဖို့ပေါ့နော်အပူပေါင်းဟိုဘာလဲချစ်ဆက်ဆောင်ရွက်ကြဖို့ပေါ့နော်ဒါဟိုအတိပေးခြင်းဖြစ်ပါတယ်ဗျာနောက်တစ်ခုကဒီငလင်ကယ်ဆယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့လှုပ်ဆောင်မှုပေါ်မှာဘယ်လိုမြင်လဲပေါ့နောက်ပြီးတော့ဒီအခုငလင်တန်တင့်သွားတဲ့တိုင်းနယ်ပြည်နယ်တချို့ကဆိုလို့ရှိရင်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားအောက်မှာမရှိတော့ဘဲနဲ့တော်လန်ရေးတပ်တွေရဲ့လက်အောက်မှာရောက်နေတာရှိရဲဆိုတော့ဒီလို တော်လန်ရေးဖွဲ့တွေအနေနဲ့ရောနိုင်ငံတကာအကူအညီတွေနဲ့ချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာဘယ်လိုမျိုး လုပ်နိုင်တဲ့အခြေအနေတွေရှိလဲပေါ့ဒီကျွန်တော်တိုင်းပြည်ကဘောနောဒါစစ်ဘေးစစ်တမ်းခံနေရတာက3လနေရှိနေပြီအာပြီးရင်အခုဆိုရင်ပြီးခရနစ်ဆိုရင်တပွားဘေးပေါ့နော်ဒါရေဘေးတွေကြုံရတယ်အခုကငလင်ဘေးပေါ့နော်ဒါကြီးမားတဲ့ဒုက္ခတွေထဲရောက်နေတယ်အဲ့တော့ဒီကာလလေးမှာစစ်ကောင်စီဖက်ကလည်းပေါ့နော်ဒါချုပ်ချွန်ကြတဲ့ဟာတွေအများကြီးကျွန်တော်တို့ကြားပြီးသားပဲပေါ့နော်ဒီအခုလက်ရှိဟိုအာ က်ဆယ်ရေးလုပ်ငန်းတွေကိုပြပြပါမလုပ်နိုင်ဘူး။အပြင်လေတည်ထောင်ရေးပဲဖြစ်ပေါ်တော့ရေးပေါ်ပန့်ပိုးတဲ့စာနာရေးခါပန့်ပိုးတဲ့နေရာမှာဖြစ်ပေါ်တော့ဒါလုံနိုင်တဲ့ဆွမ်းကအရင်နည်းနေတယ်ပေါ့နော်။ဒါကြောင့်မလုပ်နိုင်ငံတကာဖိတ်တာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဘက်ကလည်းဒါကျွန်တော်တို့ထိန်းချုပ်နေမြေတွေပေါ့ပေါ့နော်။စကိုင်းမှာပဲဖြစ်မကွေးမှာဖြစ်လို့တလို့ပြင်နေတဲ့တိုင်းတီးတီးမှာလည်းပေါ့နော်။ဒါကျွန်တော်တို့ငလေနဲ့ပတ်သက်ပြီးမှပေါ့နော်။ကျွန်တော်တို့တရားရခဲ့တော့ဒါတာဝန်ယူဆောင်ရွက်နေတယ်ပေါ့နော်။ဆိုတော့ဒီကိစ္စမျိုးမှာကတော့စစ်ကောင်စီအနေနဲ့ပေါ့နော်။လူသားချင်းစာနာတဲ့အဲအနေနဲ့ ူသားချင်းစာနာတဲ့ဥပဒေကိုလေးစားတော့အဖြစ်ပေါ့နော်ဘယ် NGO မဆိုဘယ်လောက်ကြမဆိုပေါ့နော်ခွင့်ပြုရမှာပေါ့နော်ဆိုတော့ခွင့်ပြုပေးဖို့လို့တလို့ဒီကာလလေးမှာပေါ့နော်သူစစ်တွေပေါ့နော်လေဘုံကျဲတာတွေရဖို့လို့တယ်ပေါ့နော်အဲဒါကျွန်တော်တို့ကြားနေတယ်ဒါဒီအာအာနေရာတီတီတွေမှာပေါ့နော်ဘုံဘက်ဖက်မှာလည်းပေါ့နော်ဒါဒီမနဲ့လေးပဲဒါလေဘုံကျဲတာတွေရှိနေတယ်ပေါ့နော်ဒီလောက်ရတဲ့အားလုံးကပေါ့နော်ဒါစီရစင်းမှုကျူးလွန်တာဖြစ်တယ်ပေါ့နော်လူတိုင်းအာဒီဘေးဒုက္ခကို အုံရတဲ့ချိန်မျိုးမှာပေါ့နော်ဒီနိုင်ငံရေးစစ်ပွဲလေးတွေကိုကျွန်တော်ခဏလေးပေါ့နော်ဒါရထားလိုက်ရင်တော့ပေါ့နော်ဒါလူသားချင်းစာနာကုကိစ္စကိုအရင်ဦးစားပေးတင်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေခံစိတ်ဓာတ်မျိုးနဲ့လှုပ်တင်တယ်လို့တော့ကျွန်တော်တို့လည်းယူဆရပေါ့နော်အဲ့တော့ဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ကလည်းဒါကြောင့်မလို့ပေါ့နော်ဒီစစ်ကောင်စီကတော့တာဝန်မဲ့နိုင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာတာဝန်ရှိတယ်ကျွန်တော်တို့ထင်းချိုးရနေမြေမှာဂရင်းပြင်မှာတော့ကျွန်တော်တို့ဒါအဥယျာဉ်ပျက်စီးမှု6ခု9ခုလောက်ပဲရှိတယ်အာတည်ဆုံးမှု တယောက်မှမရှိဘူးပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ဝမ်းတာတယ်ငလင်တန်ကျွန်တော်တို့အာတိကတရားမှုဖြစ်တဲ့စိတ်သက်သာရရတယ်ပေါ့နော်ဒါပေမဲ့အာပိုဖြစ်နေတဲ့ဒေတာတွေမှာလည်းကျွန်တော်တို့မှတာဝန်ရှိတယ်ကျွန်တော်တို့ကူညီဖို့စံရရှိတယ်လို့အခုနပြောတဲ့တတိထားနဲ့ပေါ့နော်ဆောင်ရွက်နေဖို့လည်းကျွန်တော်တို့အမြဲတမ်းရှိတယ်ပြီးတော့စစ်ကောင်စီကိုလည်းပေါ့နော်ဒီနေ့ဒီချိန်မှာကတော့ဒီအာငလင်ကူပေါ့နော်လူထုတွေဒေသန်တရားကို ထိပိုထိခက်စေတဲ့ဟာမျိုးတွေကိုလက်သလောရှောင်ရှားပြေးမှာပေါ့နော်ဒီ NGO တွေနိုင်ငံတကာအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေကိုပေါ့နော်လူလူလာနဲ့ပေးဝင်လှုပ်ဆောင်ပြီးမှာပေါ့နော်ဒါဟိုအမြန်ဆုံးပေါ့နော်ပြည်လဲတည်ထောင်ရေးကိစ္စတွေကိုအားစိုက်ပြီးမှာလှုပ်ဆောင်ပေးသင့်ပါတယ်ဗျာဒီစစ်ကောင်စီအနေနဲ့ပေါ့လေဒီငလင်ဘေးကိုအကြောင်းပြုပြီးတော့နိုင်ငံရေးအမျက်ထုတ်တဲ့ကိစ္စတွေလှုပ်ဆောင်လာနိုင်နေဆိုတော့ဒီသူတည်တနာ ပညာရှင်ရဲ့သုံးသက်ချက်တွေကိုကျွန်တော်မြင်လာကြားလာရတယ်ပေါ့နော်ဆိုတော့ခွန်ပီတူအမြင်ကရောဘယ်လိုရှိလဲအဲ့ဒီသူတို့ရဲ့သုံးသက်ချက်အမြင်နေနဲ့ပတ်သက်ပြီးတော့ပေါ့လေပညာရှင်တွေသုံးသက်တဲ့အခြေအနေကိုတော့ကျွန်တော်တို့အကျန်းဖြစ်ပေါ့နော်ထောက်ခံတယ်ဒီအာစစ်ကောင်စီတွေရဲ့အရင်အရင်လုပ်ရတယ်ဟိုကြည့်ရင်တော့ဒီလိုပဲပေါ့နော်ဒါဖန်တီးလိုက်မယ်လို့ကျွန်တော်တို့ကြုံမြင်ထားတယ် တော့အခုချိန်မှာလည်းဘောနော်ဒါစီရေးကိုကျွန်တော် ကြည့်လိုက်မယ်ဆိုတော့စစ်ကောင်စီရဲ့ဒီထိန်းချုပ်နယ်မြေကအရန်နေနေတယ်။နောက်ဒီဟာနေရာတိုင်းကိုဘောနော်မသွားနိုင်ဘူးဘောနော်။ဆိုတော့အဲ့ဒီချိန်မျိုးမှာဟိုသူတို့ရဲ့ငလင်ဘေးအန်ဒီရကိုကြောက်ရောက်နေလူထုတွေကိုကူညီတော်အဖြစ်ဆိုမှဘောနော်ရင်သန်းတွေနဲ့သွားလိမ့်မယ်ဘောနော်။ဒါပေမဲ့အဲ့ဒီရင်သန်းထဲမှာပဲသူတို့ရဲ့အကယ်ရန်တွေတဲတာရပြဖြစ်သူတို့ရဲ့တတာတွေကိုတဲပြီးမှပေါ့နော်စုမှုနယ်မြေတွေကိုအုံချတာပြဖြစ်ပေါ့နော်ဒါလောက်သွားနိုင်တယ်ပေါ့နော်ဒါတွေအားလုံးကတော့ဒါကျွန်တော်တို့ဘက်ကလည်းအင်မတန်မဆိုးရင်တယ်ပေါ့နော်ကျွန်တော်တို့ဘက်က ဒီစစ်အာဏာရှင်စနစ်ပြိုကျဖို့အတွက်ပေါ့နော်ဒီထိန်းချုပ်နယ်မြေတွေပိုတိုးယူဖို့အတွက်ကျွန်တော်တို့ရရလက်နေတဲ့ဆွဲကြိုင်မှာခုခံတော်လန်တွေကနေပြီးမှပေါ့နော်ဒီငလင်တန်ငလင်ဘေးကူပေါ့နော်ဒါတုံးချပြီးမှစစ်ကောင်စီဖက်ကလုံနာနိုင်တဲ့ဟာတွေကတော့ဒါကျွန်တော်တို့ဆိုရင်လည်းပြီးရင်တော့ကျွန်တော်တို့ကလည်းနိုင်ငံရေးရပေါ့နော်ဖျားပေးနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနိုင်ငံတကာကိုလည်းပူးပင်လေးပြောထားတာကတော့ဒီကိစ္စတွေမှာကျွန်တော်တို့အာဖုံးကွယ်သားဆက်မရှိဘူးနိုင်ငံရေးရပေါ့နော်ခဏလေးပြစ်ခတ်ရဆဲလောက်တာတွေခုနပြောတဲ့ဒီထိုးစီရတာတွေကိုခဏလေးလောက်တာတွေ နောက်ဒီအာလူဒီနိုင်ငံတကာလူရှင်တွေကိုပေါ့နော်ဟိုဖိတ်ခေါ်တာတွေပေါ့နော်ဒါကျွန်တော်တို့ဘက်ကအာလူလူလူလာနေလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဗျာခုနဒီခွန်ပီတူကဒီ KNDF ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ခါကျတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ချိန်မေးခြင်းနေပေါ့နော်အခုနလည်းဒီစစ်ကောင်စီဘက်ကိုဒီဘုံကျဲတိုက်ခိုက်မှုတွေစစ်စင်ရေးတွေဒီကာလမှာရပ်ထားဖို့ပြောဆိုတာမျိုးလည်းပြောသွားတာတွေ့ရတော့လေ တော့ KNDF ဆိုရင်လည်းကရင်ပြည်ထဲမှာပြီးခဲ့တဲ့ရက်ပိုင်းမှာပဲပေါ်လခဲလူနေရာမျိုးပါဝင်နေရာတော်တော်များများမှာဒီစစ်တပ်စခန်းတွေအစစ်တပ်တွေကိုစစ်စင်ရေးတွေလုပ်ပြီးတော့အောင်ပွဲတွေရနေတာကျွန်တော်တို့မြင်နေရတယ်ပေါ့နော်ဆိုတော့ဒီလိုကာလမျိုးဒီလိုအခြေမျိုးကဒီမှာလာငလင်းဖြစ်လာတယ်ငလင်းဖြစ်လာတဲ့အခါကျတော့ခုနစစ်တပ်ဘက်ကရက်ဖို့ပြောတယ်လို့မျိုးဒီခွန်ပီဒူးတို့ဘက်ကရောရက်ဖို့ အစီအစဉ်ရှိလားလောလောဆယ်ရောအဲ့စစ်စေတွေရက်ထားလားဗောဒါနဲ့ပတ်သက်ပြီးရှင်းပြပြီဟုတ်အမ်ငလေမလုတ်ခင်ရက်ပိုင်းတွေအထိပေါ့နော်ဒါကတော့စစ်ကောင်စီဖက်ကနေပြီးမှမိုးပြဲဖက်ကိုပေါ့နော်ပြန်ထိန်းချုပ်နိုင်ဖို့လုပ်တယ်ကျွန်တော်နယ်မြေတွေကိုကျွန်တော်ပေးဆုတ်လိုက်ရတာရှိတယ်ပေါ့နော်ဒါလေရင်ပုံကျတာတွေ drone နဲ့တိုက်ခတ်တာတွေအင်အားအလုံးကြီးတုံးပြီးမှပေါ့နော်တိုက်ခတ်တာတွေလုပ်လာတဲ့ပုံမှာစစ်ကောင်စီဖက်ကထူးဆစ်လောက်တဲ့အတွက်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဘောလခဲကို ဒါဒီရက်ပိုင်းပါဘောနော်တိုက်ယူဖို့အတွက်ကျွန်တော်တို့လောက်လာတာဖြစ်တယ်ပေါ့နော်ဘောလခဲဖက်မှာတိုက်ပွဲကြီးကျယ်ဖြစ်နေတယ်ဒါပြီးခဲ့တဲ့တပတ်တော်သွင်းမှာပေါ့အာအဲ့ဒီတွေ့လို့အကြောင်းမလို့လဲစစ်ကောင်စီဘက်ကအရင်ထင်နာနေတယ်လောလောဆယ်အာကျွန်တော်တို့ဘက်ကတော့ဆက်ပြီးမှပေါ့နော်တိုက်နိုင်တဲ့အစွမ်းရည်ရှိတယ်အာသူတို့ရဲ့ရိတ်ခါတွေသူတို့ရဲ့ဒီထောက်ပို့တွေကိုပေါ့နော်ကျွန်တော်ဖြတ်တောက်နိုင်တဲ့ဟာမျိုးဖြစ်တယ်ဘောလခဲနဲ့ဖားဆောင်ကိုကျွန်တော်တို့ဒါအာစစ်ကောင်စီကမိုးပြဲတိုက်လေကျွန်တော်တို့ကအမြန်ပေါ့နော်ဒါရယူနိုင်ဖို့စူးစမ်းမှာဖြစ်လေလေပဲပေါ့နော်ဒါကျွန်တော်တို့ဘက်ကတော့အာတန်လေးတန်ချပ်ထားပြီးသားပဲဖြစ်တယ် ဒါပေမဲ့ငလင်ဖြစ်လာတဲ့အတွက်ပေါ့နော်လူထုတွေအများပြားဟာတိခတ်တန်ရရတဲ့ပုံမှာ energy ကလည်းကျန်တဲ့တပ်ဖွဲ့တွေနဲ့ညှိနှိုင်းပြီးမှပေါ့နော်တချို့တော့သူစီတွေရဖို့အတွက်ပြောတဲ့ချိန်မှာကျွန်တော်တို့ဖက်ကလည်းလက်မတွန့်ပါဘူးဒီကိစ္စကိုခဏလေးရထားဖို့တော့ကျွန်တော်တို့ဖက်ကတော့အဆင်သင့်ရှိတယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီဖက်ကနေပြီးမှပေါ့နော်နောက်ထပ်လည်ပုံကျဲတာတွေနောက်ထပ်မိုးပြေဖက်မှာပဲဖြစ်ပေါ့နော်အခြားသောဒေတာဖက်မှာပဲဖြစ်ပေါ့နော်သူစစ်တိုက်လာတဲ့ချိန်ကျရင်တော့ကျွန်တော်တို့ဆောင်ထားတဲ့ကတိကဝတ်ကပြက်ကောင်းပြက်နိုင်လိမ့်မယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဖက်က အာဆက်စင်ရေးတွေကိုပေါ့နော်ဆက်ပြီးမှတိုးလို့လိမ့်မယ်ပေါ့နော်ဒါကလည်းဘာနဲ့ဆိုင်လဲဆိုတော့အာအာစစ်ကောင်စီရဲ့ဒီလောက်ရတွေနဲ့လည်းဆိုင်တယ်ပေါ့နော်ကျွန်တော်တို့ဘက်မှာဆိုင်တဲ့လူတွေဟိုចောင်းတွေပေါ့နော်ဒါပီကရလာတွေမှာဆိုဘုံကျဲလုံးတွေအတွက်ပေါ့နော်ကျွန်တော်တို့ဒီကိစ္စတွေကိုစီရင်နေနေပေါ့နော်ဒါအာဖျားပေးတယ်စစ်ကောင်စီကိုပြီးတော့ဟိုအာနိုင်ငံရေးအာဏာကိုလူထုတွေလက်ထက်ပြန်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုနေခဲ့တယ်ဒါတော့ကျွန်တော်တခြားလုံးရဲ့ကြေညာချက်ပဲပေါ့နော်ဒါပေမဲ့စစ်ကောင်စီကအဲ့ဒီစီရင်ဖျားရတွေကိုဟိုဘယ်လဲအာ မမှုပဲနဲ့ပေါ့နော်ဒါလူသူတွေပုံကျဲတာတွေဆက်လုပ်လဲအတွက်ပေါ့နော်ဒီမှာကြံနေသေးတဲ့တပ်ခန်းတွေကိုကျွန်တော်တို့ကအပြီးပိုင်ရှင်းထုတ်မှသာလင်းပေါ့နော်ဒီအာအခြေအနေတစ်ခုကိုပေါ့နော်ကျွန်တော်တို့တည်တည်ငြိမ်နဲ့ထိန်းချုပ်နိုင်မယ်တည်ငြိမ်နဲ့လူထုတွေတွာလာနိုင်မယ်အနေနဲ့မျိုးတစ်ခုဖြစ်တဲ့အတွက်ဒီစစ်စင်ရေးတွေကိုလှုပ်လာခြင်းဖြစ်တယ်ပေါ့နော်စစ်ကောင်စီဘက်ကအာဏာမသိဘူးစစ်ကောင်စီဘက်ကနေပြီးမှပေါ့နော်လူထုတွေကိုပြစ်မှတ်ထားပြီးမှမတိုက်ဘူးတွေ့ရတော့ဟာဒီလက်ရှိသူစစ်တွေကတော့ကျွန်တော်တို့တိုင်းတားလေးတစ်ခုပေါ့နော်ဒါရနာထားလို့ရပါတယ်ဖြစ်ပါတယ်ခင်ဗျဟုတ်